အလုံးမင်္ဂလာပါဒီဗီဒီယိုမှာဆိုလို့ရှင်ညီမတယောက်မေးထားတာပေါ့နော်ဝိအက်အကောင့်မှာကျွန်တော်တို့တွေကဟလာဘလော့ဆရာမလို့ပဲနဲ့ စာပို့လို့မရအောင်လုတ်တဲ့နီလန်းကိုပြောပြပြပါဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကဝိအပ်ထဲကိုဝင်လိုက်ပါမယ်ဝိအပ်ထဲကိုဝင်လိုက်တယ်ဆိုလို့ရှိရင်အခုလိုမျိုးကျွန်တော်တို့တာချက်ထားတဲ့လူတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ friend တွေကိုမြင်တွေ့ရမယ်အဲ့လိုမျိုးမြင်တွေ့ရတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီထိတ်ဆုံးအားဟာလေးကိုကျွန်တော်စမ်းပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကိုက ဘလော့ကျင်တာမဟုတ်ဘူးဗောနော်သူ့ကိုကျွန်တော်တို့ကစာပို့လို့မရအောင်တစ်ဖက်လူစာပို့လို့မရအောင်လှုပ်ထားကျင်တာဒါပေမဲ့ weight app မှာကျတော့ကျွန်တော်အဲ့ဒီ youth study ကမပါနေဘူးဗောနော်အဲ့ဒီ study ကမပါနေဘူး weight app ထဲမှာမရှိနေဘူးဗောနော်မရှိနေဘူးသူကဘာပဲရှိလဲဆိုလို့ချင်းကျွန်တော် blog ရှိတယ် report ရှိတယ်ဗောနော် blog ရှိတယ် report ရှိတယ်အဲ့လိုမျိုးပဲရှိတယ်ကျွန်တော် Facebook မှာကကြတော့ Facebook မှာကြတော့ကျွန်တော်တို့အဲ့လိုမျိုးမဟုတ်ဘူး Facebook မှာဆိုလို့ရှိရင်တော့ကိုကဟာလာဒီလူတယောက်ကိုကျွန်တော်တို့ဒီလူတယောက်ကိုကျွန်တော်တို့ဟာလာကိုရှိကိုစာမပို့စေချင်ဘူးပေါ့နော်ဒီလူတယောက်ကကိုရှိကိုစာမပို့စေချင်ဘူးဆိုလို့ချင်းကျွန်တော်သူ့ကိုလှုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးလှုပ်မလဲဆိုလို့ချင်းကျွန်တော်ဒီ Messenger ထဲမှာသွားသွားပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကို reject this လှုပ်ပြလို့ရတယ်ပေါ့နော်ကြောက်ကြပါပေါ့နော်အဲဒီကောင်လေးလှုပ်လိုက်တယ်ဆိုလို့ရှင်ကြော်ဖေးဖို့မှာဆိုလို့ရှင်ဒီကောင်လေးကိုနှိပ်ထားလိုက်တယ်ဆိုလို့ရှင် အဲ့ဒါဆိုလို့ရှိရင်သူ့ဘက်ကကျွန်တော်တို့ဒီဟာလာသူ့ကိုကဘလော့လိုက်တာမဟုတ်ဘူးပေါ့နော်ဘလော့လိုက်တာမဟုတ်ဘူးမဘလော့ပဲနဲ့ကိုကျွန်တော်တို့ဒီကဒီမှာသူ့ကိုဟာလာစာပို့လို့မရအောင်သူ့စာပို့လာတဲ့အခါမှာကျွန်တော်တို့ဒီသူ့ရဲ့စာကကျွန်တော်မဝင်အောင်ပေါ့နော် မဝင်အောင်သူစားပို့လို့မရအောင်ကျုပ်တွေလှုပ်ထားတာ ဖြစ်ပါတယ်เนาะအဲ့တော့လုံးမယ်ဆိုလို့ရှင်ကျုပ်ကဒီကောင်လေးကိုနှိမ့်လိုက်နှိမ့်လိုက်တယ်ဆိုလို့ရှင်ဒါသူစားပို့လို့မရတော့ဘူးပေါ့เนาะသူစားပို့လို့မရတော့ဘူးအဲ့တော့ကျွန်တော်တို့ကဟာလာသူ့ကိုပြန်ပြီးတော့စားပို့လို့ရစေခြင်းနဲ့ပေါ့เนาะစားပို့လို့ရစေခြင်းနဲ့ဆိုလို့ရှင်တော့ကျုပ်တို့ဒီမှာဒီညလေးကိုပဲနှိမ့်လိုက်เนาะဒီညလေးကိုပြန်နှိမ့်လိုက်အဲ့ဒါဆိုလို့ရှင်ကျွန်တော်တို့ကဒီလိုမျိုးပြန်ဖြောက်ရလိမ့်မယ်အကယ်၍ ဟာလာကိုကလှုပ်ထတာကြာပြီဗောနော်အဲ့လူတယောက်ကိုလှုပ်ထတာကြာပြီဆိုလို့ရှိရင်ကျွန်တော်တို့ခုနအစာတန်းလေးမတွေ့တော့ဘူးဆိုလို့ရှိရင်တော့ဒီညလေးကိုနှိမ့်လိုက်နှိမ့်ပြီးွားတော့မှကျွန်တော်တို့ဒီဒီမှာသွားပြီးတော့ခုနကအတိုင်းဗောနော်သွားလှုပ်လို့ရတယ်ဗောနော်ခုနအတိုင်းသွားပြီးတော့လှုပ်လို့ရပါတယ် Okay weight up မှာကျတော့ကျွန်တော်တို့တွေကအဲ့လိုမျိုးမပါနေဘူး weight up မှာကျတော့ကျွန်တော်တို့ခုနပြောသလိုပဲဒီမှာ block ပါတယ် report ပါတယ်ပေါ့နော် block ပါတယ် report ပါတယ်အဲ့ဒါပဲသူကပါတယ်ပေါ့နော်ဒီ weight up မှာကျတော့အဲ့ဒီအချက်မပါသေးဘူးဖြစ်ပါတယ်နော်အဲ့တော့ weight up မှာဘာပါလာလဲဆိုတော့ကျွန်တော်တို့တွေကဒီ Facebook နဲ့အလားတူပေါ့နော် Facebook နဲ့အလားတူကျွန်တော်တို့ဒီမှာ study တွေဝင်လိုက်ဝင်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်ခုနက private ထဲကိုပြန်ဝင်လိုက်ဝင်လိုက်တယ်ဆိုလို့ရှိရင် तू ကဘာတွေ့ရလဲဆိုလို့ရှိရင် तू ကကြတော့ ဒါအဲကျွန်တော်တို့ပို့လာတဲ့စာတွေကိုကိုကဒါခိုးဖတ်တဲ့နီလန်ပေါ့နော်ခိုးဖတ်ရတာပေါ့နော်အဲဒီဟာလေးတခုတော့ကျွန်တော်တို့ပါလာတယ်ပေါ့နော်ဒီကောင်လေးကိုကျွန်တော်ကဖွင့်ထားမယ်ဆိုလို့ရှိရင်အဒီခလုတ်လေးကိုဖွင့်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်သူ့ရဲ့သူတို့ပို့လာတဲ့စာကိုကျွန်တော်တို့ဟုတ်လားဖတ်ပြီးပြီဆိုရင်တော့မှသူတို့ဘက်မှာဆိုလို့ရှိရင်မဖတ်ရသေးဘူးဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့မြင်တွေ့ရမှာပေါ့နော်ဒီဟာတစ်ချက်တော့ကျွန်တော်တို့ပါလာတယ်ပေါ့နော်ဒီဟာတစ်ချက်တော့ပါလာပါတယ် ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဝေအပ်မှာဒါဘလော့ပဲလှုပ်လို့ရမယ်ဘလော့ပဲလှုပ်လို့ရမယ်နောက်တစ်ခုကကျွန်တော်တို့ဟလာဒီဖိဖို့လိုမျိုးဘလော့လှုပ်ဆရာမလို့ပဲ ਨੇ ရက်ဂျက်တစ်ထဲကိုသွားထည့်လို့မရဘူးပေါ့နော်အဲဒီအချက်ကလေးကိုကျွန်တော်တို့သိစေချင်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပြီးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘလို့အကြောင်းအရာလေးသိချင်လဲဆိုတာ comment အောင်မှာရေးပေးခဲ့ပါဦးခင်ဗျာ